မင်္ဂလာပါခိုင်ယဝိုင်ပေါက်ကက်အစစင်ကနေယူဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်ဖြစ်ပျက်နေတဲ့တည်င်းအချက်လက်တွေနဲ့ဒေတာခန်တွင်ရဲ့အတန်တွေကိုအပတ်စဉ်နှားဆင်နိုင်မဲ့ပေါက်ကက်အစစင်ဖြစ်ပါတယ်မင်္ဂလာပါကျမညမ်းခန့်လောက်ပါ ပြန်လည်ဆုံတွေ့ရတာဝမ်းသာပါတယ်ဒီကနေ့ပေါ့ကတ်ကနေပြောပြပြီးတော့မယ့်အကြောင်းအရာကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ညောင်ရွှေပင်လောင်းနဲ့စီဆိုင်မြို့နယ်တွေမှာ PNO ပြည်သူစစ်ကနေပြောမှဒေတာခံတွေအပေါ်ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့အတ္တမငွေကြေးကောက်ခံနဲ့ပတ်သက်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒီပေါ့ကတ်ကိုကျမနန်းခန့်လောင်းနဲ့အောင်ဖြိုးကဒေတာခံတွေရဲ့ကိုစားပြန်လည်ပြောပြပြီးတော့မှာဖြစ်ပါတယ် နထနစတခုနေစတကနေအနာတိုင်ပြည်နောက်ပိုင်းမြန်မာနိုင်ငံအနာပြားမှာရှိတဲ့ပြည်သူလူထုအပေါ်စစ်ကောင်စီတကနေလူခွေချိုးဖောင်းမှုတွေကျွလွန်နေတာကိုနေ့စဉ်နဲ့အများကြာတိမီတွေ့နေကြရပါတယ်စစ်ကောင်စီနဲ့အလားတူရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ထဲချုပ်ထားတဲ့မြို့နယ်ကြီးရွာရက်ကွက်စတဲ့နေရာတွေတတွေမှာလည်းဒေသခံပြည်သူအပေါ်လူခွေချိုးဖောင်းမှုများစွာကျွလွန်နေတာကိုလည်းတွေ့မြင်နေရပါတယ် PNO ပီတုစက်ကနေကျူးလွန်တဲ့လူခွေချိုးဖောက်မှုထဲမှာမှာပီတူလူထုအပေါ်ကိုအတမငွေမတရားကောက်ခံတာကလည်း၎င်းတို့ထဲချုပ်ထားတဲ့နေမြေတွေမှာစစ်တပ်အာဏာမသိခင်ကတည်းကနေစစ်အာဏာသိပြီးတဲ့နောက်ပိုင်းမှာပုံမှုဆိုးဝါးလာပါတယ် အဲ့လိုကောင်းစင်အမျိုးမျိုးတက်ပြီးတော့မှမတရားငွေကြေးကောက်ခံတဲ့နေရာမှာကြေးရွာရဲ့ကိုစားရှစ်တန်းသွားမဲ့သူကိုငါဖို့အတွက်စစ်သားတွေအတွက်စစ်အုံစရိတ်နဲ့အခြားကားခွန်ဆက်ခွန်နဲ့ထော်လကြီးခွန်တွေကိုပါကောက်ခံနေရလဲရှိပြီးတော့မှမထက်ဝင်တဲ့သူတွေကိုချိန်ချောက်မှုလည်းရှိတယ်လို့မျိုးတိုက်ပွဲဖြစ်ပေါ်ရာဒေသတွေမှာလည်းစစ်မှုထမ်းဖို့အတွက် ပို့ရာတွေလည်းရှိနေပါတယ်။ သူတို့မတရားငွေကြေးကောက်ခံရမှာပအိုးလူမျိုးတွေအပေါ်အပြင်သူတို့ထိန်ချုပ်ရာဒေသမှာရှိနေတဲ့အခြားသောလူမျိုးစုများအပေါ်လည်းကောက်ခံကြပါတယ်။စီဆိုင်မြို့နယ်နဲ့ညောင်ရွှေမြို့နယ်စကားအင်းအနောက်ဖက်ကန်လောကန်ရွာအနောက်ဖက် နောက်ပြီးနမ်းမော်မှာရှိတဲ့ဂျာမနီလမ်းတစ်လျှောက်တွေမှာလည်း PNO ပြည်သူစစ်ကစစ်စီဂိတ်တွေဖွင့်ထားပြီးတော့ဂိတ်ကိုဖျက်သွားဖျက်လာလုပ်နေတဲ့ပြည်သူလူထုတွေထံကနေကာကြီးကားငယ်နဲ့ တည်ဆောက်လာတဲ့ပစ္စည်းတွေပေါ်မူတည်ပြီးတော့မှသူတို့ကိုငွေကြေးပေးဆောင်နေကြရပါတယ်ကြအပြင်အချို့သောနေရာဒေသတွေမှာ PNU ပြည်သူ့စစ်တမကစစ်ကော်မရှင်တပ်ကလည်းမတရားငွေကြေးကောက်ခံနေရတယ်ရှိပါတယ်စစ်ကော်မရှင်နဲ့ PNU ပြည်သူ့စစ်တွေကိုစစ်အသုံးစရိတ်ဆိုပြီးတော့မှအင်တော်စုအလိုက်လဆင်လတိုင်းအ ਨੇ ဆုံး3000ကနေ5000အထိငွေကြေးပေးဆောင်နေရပါတယ်ပြည်ပရောက်နေတဲ့သူကိုလည်းစစ်တပ်နဲ့ PNU ပြည်သူ့စစ်ကစစ်မှုထမ်းအတွက် ်စင်းကောက်ခံနေပြီးတော့မှစစ်မှုထမ်းဖို့အဆင်မပြေတဲ့သူတွေကိုလူအစားလှဆင်စစ်မှုထမ်းကြေးပြန်ထက်ပေးနေရတယ်လည်းရှိပါတယ်အလုံးဝေးကြီးတွေမတရားကောက်ခံနေရတဲ့ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိနေတဲ့ဒေတာခန့်တွေဟာသူတို့ရဲ့ဒေတာထက်ကုန်တွေကဈေးနေပြီးပြန်ဝယ်ယူနေရတဲ့ကုန်ပစ္စည်းတွေကအစမတန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်အခက်အခဲများစွာဖြင့်နေထိုင်နေရပြီးတော့ငွေကြေးမတက်နိုင်ပေမဲ့လည်းအကြောက်တရားဖြစ်ချင်းငါပြောမှငွေကြေးထွက်ဝင်နေကြရပါတယ် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒေတာခံပြည်သူတွေဘလို့အခက်ခဲတွေကြုံနေရလဲငွေကြေးတွေဘလို့ထပ်ဝင်နေရလဲဆိုတဲ့အကြောင်းအရာတွေပါဝင်မဲ့ဒေတာခံတွေရဲ့အတန်တွေကိုဒီကနေ့ပေါ့ကတ်အစီအစဉ်မှာနားထောင်အောင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာရှိတဲ့ကြေးရွာတချို့မှာ2025ခုနှစ်စက်တင်ဘာလကစပြီးတော့ပီယနိုပီတူစစ်ကတအင်ကို9သိန်းကျပ်အထိစစ်မှုထမ်းအတွက်မတရားငွေကြေးကောက်ခံခဲ့ပါတယ်။ ရက်ရွာလုံးချုံရီနဲ့စစ်မှုထမ်းကောင်းစင်တက်ပြီးတော့တရွာကိုရွာသားအယောက်20စီခေါ်ပြီးကရီနီနဲ့ဆက်ဖက်ခုံအရှိပချန်ဒေတာတွေမှာကင်းဆောက်ခရရတွေလှုပ်ဆောင်နေပါတယ်။ရခင်ကကြေးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ညောင်ရွှေမြို့နယ်ဘက်ကဖုန်ကြီးကျောင်းတွေမှာစစ်ပေးချောင်ခဲ့ရပြီးအခက်ခဲအမျိုးမျိုးကြောင့်စစ်ပေးချောင်ထဲမှာမှ၃ပုံ၂ပုံဟာမိမိဒေတာရက်ရွာတွေမှာပြန်နေခဲ့ကြပါတယ်။ဒေတာခံတွေကရက်ရွာထဲကိုပြန်နေတဲ့ချိန်ကစပြီးတော့ PNO ပြည်သူ့စစ်ကဒေတာခံရသားတွေထံကိုစစ်မှုထမ်းအတွက်ငွေကြေးကောက်ခံမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရွာသားတယောက်ကအခုလိုပြောပြထားပါတယ်။ရွာသေးပြန်တော့ငွေစကောက်လို့လာပဲ။အစကစေတေးရောတောင်းတယ်။ငွေပမာဏကအရင်များတော့ရွာသားတွေကအကုန်စုပြီးဆွေးနွေးကြတာ။နောက်တော့ငါတိန်နဲ့ပြက်သွားတယ်။ငွေကတော့အသားသေးကနောက်ထွက်တဲ့ရွာသေးကလူတွေကကောက်ပြေးလေ။ အခုလုံွေထဲ့ပြရတဲ့ရွာက ရှမ်းဒီအင်တိုင်းဒီနေတဲ့ရွာတွေပဲထဲ့ပြရတယ်။ဘူးဦးတွေအများဆုံးနေတဲ့ရွာတော့မပေးရအောင်။ဒါကလည်းအဲ့ရွာထဲကလူတွေကပြန်ဦးဝီထားတဲ့လူရှိလို့စဉ်းစားပြရလဲဖြစ်မယ်။အေချီတရာဝူးကျင်ရှိပြီးတော့တိုင်တန်နဲ့ပူဆော်တဲ့ရွာတို့ရွာဆိုရင်တိုင်းနထောက်တော့တောက်ပြီးတော့အပစံပြီးပြီးသွားပြီဆိုရင်လူပို့ဆရာမလို့ဘူးလို့ပြောတယ်။ ညောင်ရွှေမြို့နယ်မှာရှိရကျေးရွာဟာဆိုရင်စမုတ်ထံအတွက်မတရားငွေကြေးထုတ်ဝင်ရတဲ့ရွာတွေရှိကြပေမဲ့တရွာနဲ့တရွာကတော့ထုတ်ဝင်ရတဲ့ပမာဏချင်းမတူညီကြဘူးလို့ဆိုပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းပေလောင်မြို့နယ်မှာရှိတဲ့ကျေးရွာအများစုကစမုတ်ထံကျေးရွာအတွက် PNO ပြည်သူ့စစ်ရဲမတရားငွေကြေးကောက်ခံမှုကို2024ခုနှစ်လောက်ကတည်းကတအေကို၄တောင်ကျပ်အထိမဖြစ်မနေထည့်ဝင်နေကြရပါတယ်။ နေရဒေတာတဲ့ပေါ်မူတည်ပြီးတော့ကောက်ခံတဲ့ငွေပမာဏကလည်းမတူညီဘူးလို့လည်းပြောပါတယ် PNO ပြည်သူစေတွေကဂျေးရွာအုပ်စုလူကြီးတွေကိုခေါ်ခိုင်းပြီးတော့ရွာသူကြီးတွေကနေတဆေလူပြိုကောင်းဆောင်တွေကိုကောက်ခိုင်းတာမျိုးတွေလုပ်နေပါတယ်ဒါအပြင်ကားရှိတဲ့ရွာသားတွေကိုတယောက်ပြီးတယောက်အလဲကျရှစ်တန်းသွားမိစစ်သားတွေကိုပို့ဆောင်ပေးနေရပါသေးတယ်အဲ့လိုပို့ဆောင်ပေးရတဲ့အခါမှာလည်းကားသမားတွေကိုကားခပြန်ပေးရတာကြောင့်အဆင်မပြေလို့ ရွာသားတွေစီကတအိတ်ကို၄တောင်းကနေ9တောင်းအထိတိုးကောက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒီအကြောင်းအရာကိုရွာသားတို့ကအခုလိုပြောပါတယ်။ရွာကလူတွေကို9တောင်းအထိတိုးကောက်တယ်ပြီးတော့အိမ်စီကကားသိရှိတဲ့သူတွေက9တောင်းပို့ထက်ဂုံတင်ကားရှိတဲ့သူတွေက9တောင်းပို့ထက်ဆိုပြီးတော့လည်းပြောတယ်။အဲတုန်းကရတဲ့ပက်ဆန်နဲ့သူတို့ကားဝယ်လိုက်ပြီးရွာကလူတွေလည်းအရင်တုန်းကလိုလိုက်ပို့စရာမလိုတော့ဘူး။ ကားကိုတော့အုတ်ချုပ်ယူအိမ်မှာတိမ်ထားတယ်အချို့ကြေးရွာကလူတွေဆိုရင်ပတ်စံမပေးဘဲနဲ့မိမိတဘောအလျောက်စစ်မထန်သွားတာမျိုးလဲရှိတယ်လို့လဲဆိုပါတယ်ဘာလို့သွားလဲဆိုတော့စစ်မထန်သွားရင်ရွာမှာထဲဝေရတဲ့စနလရတီအခွန်ကောက်လို့ခေါ်တဲ့တိုင်ရင်နိုင်ရဲ့ရေရွာရင်းနဲ့စီတောစီစာတော်ဒီလေပေးဆံမလို့တော့လေပြီးတော့ရွာကခေါ်တဲ့လောက်အားပေးဒီဆိုရင်လဲသွားဆံမလို့တော့ဒီလေရှိတယ် အဲ့တော့ဒီကလည်းတနည်းကိုစေကနာလောက်ထိပ်ပြီးနေရတော့သူတို့လည်းအဖက်ကိုတွားဖို့ရေးချေကြတော့ပေါ့ပင်လောင်းမြို့နယ်နောက်တရားမြို့မှာရှိတဲ့ဒေသခံတွေကိုလည်းအလားတူပဲ PNOP သူစစ်နယ်ကျွော်အုပ်ချုပ်ရေးမှူးတွေက2025ခုနှစ်ဩဂုတ်လကနေစတင်ကောက်ခံခဲ့တယ်လို့လည်းဆိုပါတယ်ဒေသခံတွေတမကကျွော်ထဲမှာလာရောက်စစ်ပြီးခေါ်လို့တဲ့စစ်ပြီးရှောင်တွေလည်းထဲဝေရတယ်လို့ဆိုပါတယ် စီဆိုင်မြို့ကကြီးရွာတွေကိုစစ်အာဏာသိမ်းပြီးတော့2022ခုနှစ်3လပိုင်းကစပြီးဒေတာလုံချုံရေးကောင်းစစ်နဲ့ပီယနိုကတအင်ကို3တောင်းကျက်နှုန်းကောက်ခံခဲ့ပြီးတော့2023ခုနှစ်3လပိုင်းမှာဒေတာလုံချုံရေးကောင်းစစ်နဲ့ပဲတအင်ကို4တောင်းကျက်တစ်ကြိမ်ထပ်မံကောက်ခံတာတွေရှိခဲ့ပါတယ်။ 2024ခုနှစ်နှစ်လပိုင်းမှာစီဆိုင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ရွာတိုင်းအလဲကျစနစ်နဲ့ဂိတ်ဆောက်ဖို့အတွက်ပီယန်နိုပီတူစစ်ကအမိတ်ပေးထားပြီးတော့တခါဆောက်ရင်တော့ခုနှစ်ရက်ကြာပါတယ်။မဆောက်နိုင်တဲ့အလဲကျတဲ့အိမ်တွေကြတော့ငွေ3သိန်းကျပ်တကြီးထံကိုထည့်ခဲ့ကြရပါတယ်။ 2024ခုနှစ်6လပိုင်းမှာ6လပတ်ကောင်းစင်တဲ့တအင်ကို6တောင်းချက်နဲ့ထပ်မံကောက်ခံခဲ့ပါတယ်7လပိုင်းကနေ12လပိုင်းအထိ9ရက်တကြိမ်ဂိတ်ဆော့စတာအတွက်သမင်းချက်ပြောပို့ဆောင်ကြရပါတယ်အချို့တကြီးတွေကမတက်နိုင်လို့ကောက်ပေးရတယ်ရှိတယ်လို့မျိုးအချို့ကတော့လိုလိုလားလားကိုကောက်ပေးနေရတယ်လည်းရှိပါတယ် 2025ခုနှစ်တလပိုင်းကနေစပြီးတော့ကျေးရွာအလက်ကြားဂိတ်ဆောက်တာကိုရပ်တန့်ပြီးတော့အဲ့ဒီအစား PNO ပြည်သူစစ်အဖြစ်နဲ့ဂိတ်ဆောက်ရတာဝန်ကိုယူခိုင်းထားပါတယ်။ဂိတ်ဆောက်စစ်တာစီအတွက်တလကိုတအိတ်2000ကျပ်ဘေးဆောက်နေရပါတယ်။အခု2025ခုနှစ်6လပိုင်းနဲ့အမိတ်မယုတ်တိန်တိတိုင်အောင်ရှေ့လျှောက်ဆက်ပေးရအောင်မယ်လို့လည်းဆိုပါတယ်။အဲ့ဒါအပြင်6လပတ်တစ်ကြိမ်ကိုတအိမ်ကို6000ကျပ်နဲ့စံ3ပြီကိုလည်းတတ်တတ်ထပ်မံကောက်ခံပါသေးတယ်။ မပေးနိုင်ရင်စစ်သားတွေကိုယ်တိုင်လာကောက်တဲ့အခါပို့ပေးရလိမ့်မယ်လို့လည်းတကြီးတွေကချိန်ချောက်ထားပါသေးတယ်။မတရားအခွန်ကောက်ရတဲ့ပတ်သက်ပြီးဒေတာခန့်အမျိုးသမီးတူကအခုလိုပြောပါတယ်။အကောက်အခွန်ကတအားကုန်ပေးရတယ်။ကျွန်မတို့မိသားစုအတုံးစရိုက်တဲ့အစားပေါင်းများစွာကြော်တယ်။နေစားလိုက်တာတရက်မှ၈000တောင်းလို့ပဲရတာ။ဒါတော့စမှုထုံကလာတော့ဂျပန်အလုံးနေလည်းမရှိနိုင်ဘူး။ အရင်တုန်းကဆိုရင်ပေါင်းရှင်ပြောင်းချုပ်ပါလလလူအားနဲ့ပဲခုတော့အကုန်လုံးဒီပါဆန်နဘဲဆိုတော့အလောက်ကတော်တော်ရှားသွားပြီကံကောင်းတာကကျမရေးကောင်းနေလို့ပြီးတော့ကလေးတွေလည်းရန်ကုန်ဘာကကျောင်းမှာထားထားတယ်မဟုတ်ရင်သူတို့ကျောင်းစရိတ်ပါထပ်ကုန်မယ်အဲ့တွင်အတုံးစရိတ်ဆိုတာချွေတာနေတလို့မလောက်နိုင်ဘူးစီလည်းမဝယ်စားနိုင်တော့ဘူးအစားအစာဆိုသမင်းကျန်းနဲ့စားနဲ့ဒေတာထွက်အတိရနဲ့ပဲဖြစ်တတ်လို့စားနေရတယ် ဒီတိုင်းဆက်သွားမယ်ဆိုရင်တလားမဟုတ်တလားတော့ငတ်တော့မှာပဲစီဆိုင်မြို့နယ်မှာရှိတဲ့ဒေသခံတွေဟာတစ်နှစ်လုံးလုံးပီယနိုပီတုစစ်ကိုပေးရတဲ့မတရားငွေကြေးတွေကိုစုပေါင်းလိုက်ရင်တအိမ်ကို15သိန်းထက်မနည်းကုန်ကြတယ်လို့ဒေသခံတွေကပြောပါတယ်မိတ်ဆွေတို့အနေနဲ့ မိမိရဲ့ဒေတာတွေမှာဖြစ်ပျက်နေတဲ့လူအခွင့်အရေးခြုံဖောက်မှုအခြေအနေနဲ့လူငယ်တွေရဲ့အတန်တွေကိုဖော်ထုတ်ခြင်းနဲ့ဆိုရင်ခါးရီဝါရဲ့တက်ဆိုင်ရာမီဒီယာ channel ချက်ပေါက်တွေမှာလုံခြုံစိတ်ချစွာတည်င်းပေးပို့နိုင်ပါတယ်အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခါးရီဝါကနေတင်ဆက်နေတာပါခါးရီဝါ podcast အစစင်တွေကို Facebook YouTube TikTok နဲ့ Telegram channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ် နောက်ပေါက်ကတ်တွေမှာပြန်ဆောင်ကြရအောင်ရှင်ကျမအေဂရီပါ